မေဂတမခန့်ကမြန်မာပါဝင် တခြားနိုင်ငံစေနိုင်ငံထက်မနည်းကိုပြည်ဝင်ခွင့်ကုန်လုံးပိတ်လိုက်တာဘာကြောင့်လဲဒီအကြောင်းမှာနောက်ွယ်ကအချက်လက်တွေအများကြီးရှိတယ်ဗျလေးလာမိတလို့ပြောပြရအောင်မေဂမားရဲ့ရဲ့ကြုံနေထိုင်တဲ့မြန်မာနိုင်ငံသားတွေများပြားလို့မြန်မာပြည်ကိုပြည်ဝင်ခွင့်ပိတ်တဲ့စင်နဲ့ထည့်သွင်းတယ်ဆိုပြီး Infuture ကဇွန်လ၄ရက်နေ့ထုတ်ပြန်ဆံမှာပေါ်ပြလိုက်ပါတယ်အလဲပတ်ဗီဇာနဲ့ပညာရေးဗီဇာတွေကို အများဆုံးကျော်လွန်နေထိုင်သူတွေကိုနားလည်ရပါလေပညာသင်ကြားရေးတမူဝန်ကျောင်းပညာဖလှယ်ရေးအစရှိတဲ့ F1 F2 visa M1 visa နောက်ပြီးတော့ job visa ကန်ဆောင်ထားသူတွေဟာအဲ့ဒီမှာပြောရရင်တော့ရက်ကျော်နေထိုင်ပါလေပြီးရင်သူတို့က assignment တင်မယ်ပေါ့ဗျာ assignment တင်နေဆိုတော့နိုင်ငံရေးခုလုံခွင့်ရှောက်ထားတဲ့သဘောမျိုးပဲဖြစ်ပါလေတော်တော်များတော့ပြောင်းကျင်တာမဟုတ်ပါဘူးဒါကြောင့်အဲ့ဒီလိုမျိုးနေတာပါ အဲ့ဒီလိုနေထိုင်တဲ့သူတွေကအမေရိကန်ဆိုးရကစစ်ဆေးလိုက်တော့50နှစ်တသမာတစ်ခွင့်ရခိုင်တော့တော့ကျွန်တော်ခမလေးလေးရှိနေပါလေစီးပွားရေးဆိုင်ရာဗီဇာတွေခီးသွားဗီဇာတွေ B1 B2 တွေနဲ့ရက်ကြော်နေထိုင်သူက29နှစ်တသမာ900ခိုင်တော့ဒီရှိပါလေအမေရိကန်ကိုရောက်ပြီးမှမပြောင်းတော့ပဲနီလန်မျိုးမျိုးရှာဖွေပြီးအမေရိကန်မှာပဲနေမယ်အခြေချမယ်ဆိုပြီးဆုံးဖြတ်ပြီးလုံနေကြတာဖြစ်ပါလေဒါပြအမေရိကန်နိုင်ငံသားပယ်ဖြတ်ခံရသူတွေပြည်တွင်းပြန်ပို့ဖို့ မရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့သမိုင်းကြောင်းအရာဆိုပြီးခုလိုဗီဇာပိတ်ပင်တဲ့စီးရင်တဲ့ထည့်သွင်းခဲ့တာပါဒါဟာအမေရိကန်နိုင်ငံသားတွေနိုင်ငံခြားကြံပတ်ခံရမှုတွေစီကနေအကောက်ကွယ်ပေးဖို့နဲ့အမျိုးသားလုံခြုံရေးအတွက်ဆိုပြီးအမေရိကန်သမ္မတထရန့်ကလက်မှတ်ရေးထိုးပြည်ဝင်ခွင့်တားမြစ်လိုက်တာဖြစ်ပါတယ်မြန်မာပါဝင်အာဖဂန်နစ္စတန်ချက်ကွန်ဂိုအီကွေဒိုရီးယားအေရီးထရီးယားဟေတီအီရန်လီဗျာဆိုမာလီယာဆူဒန်ယီမင်း ဒီနိုင်ငံတွေဖြစ်ပါတယ်အာရှတက်ကမြန်မာတနိုင်ငံတွေဖြစ်ပါတယ်အမေရိကန်ရဲ့ပြည်ဝင်ခွင့်ဒစိတပိုင်းပိတ်ပင်တဲ့နိုင်ငံစင်းလက်ကျညာခဲ့ပြီးလာအိုဗီနီဇွဲလာပါဝင်ခုနှစ်နိုင်ငံပါဝင်တယ်လို့သိရပါတယ်သမနာထွန်းရဲ့အဲ့ဒီလိုမျိုးပြည်ဝင်ခွင့်ပိတ်ပင်လိုက်တာဟာအမေရိကန်ရောက်မြန်မာရေလှောက်ရှားသူတွေတော်များတော်တော်တုံ့နှုတ်သွားပါတယ်မြန်မာဘဝဝင်နိုင်ငံဆက်နွယ်နိုင်ငံကိုပြည်ဝင်မှုပိတ်တဲ့သမတ်ထရယ်ခုတာမျိုးဟာယုတ်တိမရှိဘူးလို့ ရေဂျမမြမရေလှုပ်ရှားသူတွေကလည်းပြောပါတယ်သမနာထိုင်ရဲ့အခုလိုပိတ်ပင်မှုဟာမိသားစုတွေကိုတကွဲတပြားဖြစ်စေတာကိုပဲဥတီလိမ့်မယ်လို့ပြောပါတယ်မရိညာလုံးကျွင်းအတွက်ဟေဒီနဲ့ဆိုမာလီယာတို့လိုနိုင်ငံတွေကိုပိတ်ပင်တာလက်ခံနိုင်စရာဖြစ်ပေမဲ့မြမဟိုဘာကြောင့်ပိတ်တာလဲဒါဟာလုံးဝနားမလည်ဘူးလို့ပြောပါတယ်ဥမာအနေနဲ့ပြောရင်အခုဒီချိန်ပိတ်ပင်မှုကြောင့်အမေရိကန်မှာတရားဝင်ဖြစ်နေတဲ့မျိုးသားတို့က မြန်မာပြည်မှာသူလက်ထက်ထားသူခေါ်ဖို့မဖြစ်နိုင်တော့ဘူးဗျတရားဝင်နေထိုင်နေတဲ့မိဘတွေဆိုတဲ့သောသမီးကိုခေါ်ဖို့ကမလွယ်တော့ဘူးဒီလိုအခြေအနေတကြောင်မိသားစုတွေတကွဲတပြားဖြစ်စီတဲ့အမိန့်ဆိုပြီးတမလော့ထရန့်ပထမတက်တန်း2018ကလည်းထုတ်ပြန်ခဲ့ပြီးပါတယ်အလားတူအမိန့်ကိုတမလော့ပိုင်နေက2020မှာသူတမလော့ဖြစ်တော့ပယ်ဖြတ်ခဲ့ပါတယ်အခုတမလော့ထရန့်ကပြန်လာတော့ဒါကိုထပ်ပြီးတော့အတည်ပြုပါတယ် ဒေါ်နယ်ထရန့်ဟာ2019မှာထုတ်ပြန်ခဲ့တဲ့ American ပြည်ဝင်ခွင့်ပိတ်တာနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်ဒီတစ်ကြိမ်ဟာစနစ်တကျတွက်ချက်ဆောင်ရွက်ထားဟန်ရှိပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့ပထမကြိမ်ပိတ်ပင်တော့ကမွတ်စလင်နိုင်ငံ9နိုင်ငံဒီကပြစ်မှတ်ထားပိတ်ခဲ့တာပါ။အဲဒီမိန်ဟာ American တလောကတရားဝင်တွေမှာတိုင်တန်းတဲ့အထိတုံ့ပြန်မှုရခဲ့ပါတယ်။အဲဒီတော့ကတော့ဒေါ်နယ်ထရန့်မိန်ဟာကိုယ်ကွယ်ယုံကြည်ရပါတော့အခြေခံပြီးခီးတော်တွေကိုခွဲခြားဆက်ဆံတဲ့အမိန့်လို့ဆိုပြီး တရားမဝင်ဖွဲ့စည်းပုံနဲ့လည်းမညီဘူးဆိုပြီးတရားရုံးမှာတိုင်ခဲ့တာဖြစ်ပါတယ်။ဘာသာရေးကခွဲခြားဆက်ဆံတယ်ဆိုတာမျိုးမဖြစ်အောင်အင်ဖြူတော်ကအဲ့ဒီပိတ်ပင်မှုကိုနှစ်ကြိမ်တိတိပြင်ဆင်ပြီးကမှတရားဝန်ချုပ်ကတီးပြချက်ရရှိခဲ့တာပါ။အခုတစ်ခေါက်ထရန့်ဒါကိုသင်ခန်းစာယူခဲ့ပုံရပါတယ်။တချိန်ကတရားဝန်ချုပ်ကနေတီးပြပေးခဲ့တဲ့ပြင်ခွင့်ပိတ်တဲ့ပုံစံနဲ့စင်တူတဲ့ပုံစံတစ်ခုကိုထရန့်ရဲ့အုပ်ချုပ်ရေးဖွဲ့ကဖန်တီးလာပါတယ်။ ဒီတစ်ခါမှမွတ်စလင်နိုင်ငံတွေကို ပြစ်မှတ်မထားတော့ပါဘူးပြည်တွင်းနိုင်ငံကြီးတည်ငြိမ်မှုမရှိတာဒါမှမဟုတ်အမေရိကမှာဗီဇာကျော်လွန်နေထိုင်သူတွေကိုရွေးချယ်ပြစ်မှတ်ထားတဲ့ပုံစံဖြစ်ပြောင်းခဲ့ပါတယ်2019ကလည်းအတူညီတဲ့နောက်ချက်ကတော့အဲ့ဒီချိန်ကပြည်ဝင်ွက်တောင်းမြစ်တာရပ်ပေါင်း90ကနေ120သာကြာမြင့်ပါတယ်အခုဒီချိန်မှာတက်တန်းကုန်စမရမပါဝင်ဘူးဗျဒီမိန့်ကိုပြန်လဲသုံးသပ်စစ်ဆေးရမယ်ဆိုတဲ့ချက်ကထည့်သွင်းထားပါတယ်ဒါဟာစိုးရိမ်စရာပါ သမလထရဲ့ဒုတိယသက်တမ်းတလောက်မပြည့်ခင်မှာပဲသူ့ဆုံးဖြတ်ချက်တွေကထိုင်းမြန်မာနယ်စပ်နဲ့ပြည်တွင်းကမြန်မာနိုင်ငံသားတွေပေါ်မှာတက်ရောက်မှုပြင်ခဲ့သလိုဗရိတ်ကမရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေတို့လည်းတော်တော်လေးတက်ရောက်ခဲ့ပါလေမြန်မာနိုင်ငံသားတွေကိုဗရိတ်ကဆိုးရကယာယီကောက်ွယ်ပေးထားတာရက်ဆိုင်ပြစ်မလားစောင့်ကြည့်ရတဲ့အခြေအနေပါထရန်ကအင်ပီရိုပြန်လာပြီးရှေ့မြောက်နေမှာပဲဗင်နီဇွဲလားနိုင်ငံသား၃သိန်းကျော်ရဲ့ ယာယီနေထိုင်ခွင့်တွေရုပ်သိမ်းခံလိုက်ရပါတယ်ဒီထောက်ထားနဲ့နေခဲ့တဲ့မြန်မာနိုင်ငံသား2000ကျော်ဟာလည်းစိုးရိမ်ကင်ဖြစ်နေပါပြီသမပိုင်းနဲ့မစင်ခင်တတန်းတိုးပေးခဲ့တဲ့ဗင်နီဇွဲလာ TBS ကိုတော့ဖျက်သိမ်းခဲ့တော့မြန်မာနိုင်ငံသားတွေလည်းဖျက်သိမ်းမလားဘယ်သူမှပြောလို့မရတော့ဘူးလို့အမေရိကန်မှာ TBS နဲ့နေထိုင်သူတို့ကပြောပါတယ်ဒါကြောင့်ဒီအခြေအနေဟာတော်တော်လေးကိုရှုပ်ထွေးလာပြီဖြစ်ပါတယ် နောက်တစ်ခုစဉ်းစားအောင်မှာက Trump ရဲ့ပြည်ဝင်ခွင့်ပိတ်ပင်မှုဟာ Harvard တက္ကသိုလ်ကိုပြစ်မှတ်ထားတာလား။ဒါမှ Trump ဟာ19နိုင်ငံပြည်ဝင်ခွင့်ပိတ်တဲ့တားမြစ်မိတ်ထုတ်တဲ့တချိန်ထဲမှာ Harvard တက္ကသိုလ်ကနိုင်ငံခြားကျောင်းသားတွေရဲ့ဗီဇာတွေကန့်သတ်ကြောင်းအမိန့်ပါလက်မှတ်ထိုးခဲ့ပါတယ်။ဒါဟာအမေရိကန်ရဲ့တနင်္ဂနွေဆုံးတက္ကသိုလ်ကြီးပေါ် Trump ရဲ့နောက်ဆုံးထပ်ထိုးနှက်ချက်ပါ။ဒါမှကကျွန်တော်တို့ institution တွေမှာနိုင်ငံခြားကျောင်းသားတွေကိုတက်စေခြင်းရှိစေခြင်းပါတယ်။ဒါမှအဲ့ဒီကျောင်းသားတွေဟာ ကျွန်တော်တို့နိုင်ငံတွေကိုချစ်သူတွေဖြစ်စေခြင်းနဲ့စံတော်လည်းရှိတယ်လို့အင်ဖြူတော်ကစာတစောင်ထုတ်ပါတယ်။အဲဒီဆိုမှာတော့ Harvard တို့ဟာတရုတ်ကွန်မြူနတီကြီးခဲ့တဲ့အတွက်ထိတ်တန့်ပြပပညာရေး institution တစ်ခုဖြစ်တယ်လို့ဆွဆွဲဖော်ပြထားပါတယ်။တရုတ်သမားရှီကျင်းဖင်ရဲ့တမိဖြစ်သူကိုယ်တိုင်2010ပြည့်နှစ်မှာ Harvard မှာပညာသင်ကြားခဲ့တယ်လို့ထောက်ပြထားပါတယ်။ Harvard တို့ကတော့ train ရဲ့နိုင်ငံသားကျောင်းသားတက်တဲ့တာမြင်မှာတံပြန်အရေးယူမှုလို့တုံ့ပြန်ထားပါတယ်။ ဟာဘတ်မှာနိုင်ငံသားသားကျောင်းသားအသက်တယောက်ခွင့်6လတားမိတဲ့အမိန့်ကိုတက္ကသိုလ်ဘက်ကပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်ဒါဟာဟာဘတ်တကူရဲ့ဖွဲ့စည်းပုံဆိုင်ရာပထမပြင်ဆင်ချက်ရပန်ကွင်ကိုအစိုးရကချိုးဖောက်တဲ့နောက်ထပ်တရားမှုလှုပ်ဆောင်ချက်ခြေလှမ်းပဲလို့ဟာဘတ်တကူပြောခွင့်ရအကြောင်းသားတွေကဆိုပါတယ်ဟာဘတ်ရဲ့ကျောင်းဟာနိုင်ငံတကာကျောင်းသားတွေကိုဆက်ပြီးကာကွယ်ပေးသွားမယ်လို့ဆိုပါတယ်။ဒါပေမဲ့ ထိုင်းရဲ့ပြည်ဝင်ခွင့်တမ်းချက်ကအိုလံပစ်နဲ့ကမ္ဘာဖလားပြိုင်ပွဲတွေပေါ်မှာတော့တည်ရမှုမရှိပါဘူး။လာမယ့်နှစ်နိုင်ငံတွင်အမေရိကန်မှာကမ္ဘာထိပ်တဲ့အကစားပြိုင်ပွဲတွေကျင်းပဖို့ရှိပါလိမ့်။ကနေဒါမက္ဆီကိုနဲ့အမေရိကန်တို့ပူးတွဲအရှင်ဖြစ်လက်ခံကျင်းပမယ့်ကမ္ဘာဖလားပြိုင်ပွဲ2026မှာကျင်းပဖို့ရှိသလိုလော့အန်ဂျယ်လစ်မှာလည်း2028အိုလံပစ်ပွဲတွေကျင်းပဖို့ရှိပါလိမ့်။ခုလိုပြည်ဝင်ခွင့်တောင်းမြင့်ခံရတဲ့နိုင်ငံတွေကအကစားသမားတွေပေါ်မှာတော့ပြိုင်ပွဲမတက်ရောက်ဘူးလို့သိရပါလိမ့်။ ပြည်ဝင်ဥပဒေနဲ့ထုတ်ပြန်ချက်မှာချွင်းချက်စာကြောင်းပါပါတယ်အဲဒါကတော့ကမ္ဘာ့ဘလောက်အိုလံပစ်တမမနိုင်ငံကြီးဝင်ဒီထဏကဆုံးဖြတ်တဲ့အကူအညီပြောင်းမှာပါဝင်မဲ့အကူအညီတွေမှာနီးပြမိသားစုဝင်တွေလိုအပ်တဲ့ထောက်ပံ့ပေးမဲ့သူအလုံးခီးတွားလောက်ခွင့်ပြုတယ်ဆိုတဲ့အချက်ကိုထည့်သွင်းထားပါတယ်လာရောဒီမှာထရရဲ့တာမင်မှုကိုလူခွင့်အဖွဲ့တွေကဝေဖန်ပြီးနိုင်ငံတကာလူပြင်းခွင့်အဖွဲ့ Amnesty International USA ကခွဲခြားဆက်ဆံမှု လူမျိုးရင်းတွေပြီးရက်ဆက်တဲ့တာမြင်မှုလို့သမုတ်ထားပါတယ်။နိုင်ငံတနိုင်ငံရဲ့နိုင်ငံသားဖြစ်မှုကိုအခြေခံပြစ်မှတ်ထားပြီးခုလိုတာမြင်တာဟာတရင်မှာတဲ့မိုးလျောက်ပဲပြန်ပွားစေလိမ့်မယ်လို့ဆိုပါတယ်။ American မှာခြေဆိုင်တဲ့ Human Right First ဖွဲ့ကလည်းခုတာမြင်မှုဟာသမတ်ထရန့်ကလုံဆောင်တဲ့ရွှေပြောင်းနေထိုင်မှုကိုစန့်ကျင်တဲ့နောက်ထပ်လုံဆောင်ချက်လို့ပြောပါတယ်။ခုတာမြင်မှုဟာ American ကချစ်ခင်ရသူတွေမိသားစုဝင်တွေနဲ့ပြန်စုံစည်းဖို့စောင့်ဆိုင်းနေသူတွေပါဝင်ဒုက္ခသည်တွေ နိုင်ငံရေးခုံလုံးခွဲတောင်းသူတွေတခြားထိခိုက်လွတ်တဲ့အစုအဖွဲ့တွေပေါ်မှာထိခိုက်ပါစေတယ်လို့ကျင်ညာပါတယ်။ဒါပေမဲ့အမေရိကမြန်မာနိုင်ငံမှာဖြစ်နေတဲ့အခြေအနေကိုအတုံးချပြီးတော့နိုင်ငံရေးခုံလုံးခွဲရအောင်လုပ်တဲ့သူတွေလည်းအများအပြားပါဝင်ပြီးဒါတွေကိုလည်းဖော်ထုတ်ဖို့ရှိတယ်လို့ဆိုပါတယ်။အခုတမိမောကနိုင်ငံကိုလုံခြုံအောင်လုပ်တာထက်မျိုးသားလုံခြုံရေးကိုရောပါစေပြီးအကောက်အွယ်လိုတဲ့သူတွေကိုပြစ်မှတ်ထားရောက်နေတယ်လို့ human right ဖွဲ့တွေကတော့တမတ်ထွက်ကို ပြင်းပြင်းထန်ထန်ဝေဖန်ပါလိမ့်။လောလောဆယ်မှာတော့မြန်မာဟုပြည်သူ့ပိတ်တာနဲ့ပတ်သက်လို့ရန်ကုန်ကအမေရိကန်တယုံကတော့ဒီလိုပြင်းပြင်းခံရတာကြောင့်ဗီဇာရဖို့စောင့်ဆိုင်နေရဆဲမြန်မာတွေဘလို့ဆက်ဖြစ်မလဲ။ပညာသင်ဖို့အမေရိကန်ရောက်နေတဲ့မြန်မာကျောင်းသားတွေဗီဇာဘယ်လိုဆက်ဖြစ်မလဲ။ဘယ်ကနေနိုင်ငံကကန်ဆယ်မဲ့ဒီပြည်မှာမြန်မာတွေပုံဝင်ရှိအောင်မလား။ဒီကုန်းတွေထွက်နေပါလေ။ နောက်ဆုံးချက်လက်တွေကိုသိရှိနိုင်ဖို့ဝါရှင်တန်ကိုချိတ်ဆက်ပြီးဆောင်ရွက်နေပါတယ်လို့သာရန်ကုန်ခြေဆက်အမေရိကန်တယုံကအကြောင်းပြထားပါလေ။အခုလိုပိတ်ခံရလို့မရိကန်ကိုပညာရေးပြည်ဆိုင်နဲ့တွားဖို့ကြိုးစားတဲ့လူငယ်တွေကြောင့်လည်းစိုးရိမ်မှုတွေအများကြီးတက်နေတာဖြစ်ပါလေ။